ထိုင်းရွှေဈေးကတော့ဒီနေ့ညနေမှာ150အကြာနဲ့ဈေးပိတ်သွားပါတယ်။အလုံးမဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့ကနေ့ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးက150ကျပါတယ်။66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9600လေးရာ ထိုင်းရွှေခဲတစ်ပတ်သားကိုဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခ BSC တိုင်းရွှေခေတ်ဘတ်သားကို9600နဲ့ပေးပြီးတော့ဝယ်ရမှာဖြစ်ပါတယ်။ ဒီနေ့ထားရွှေအခဲတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ဖဲ9,900နဲ့ပေါင်စည်းတိုင်းပြန်ပြီးတော့လက်ခံပါပါ96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုဆိုင်ဟာရောက်နေစီက6000နဲ့မှ200လက်ဝယ်နိုင်လက်ခါတွေရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ် ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတပတ်သားကို900ခန်းလုံးဖြစ်အောင်မှာဖြစ်ပါတယ်။900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကိုလက်ဝယ်ရနာတပတ်သားကို9600ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကဘာရွှေတအောင်စားကိုဒေါ်လာ3889နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ32.38နဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။ 96.5ခန်းရှိတဲ့ထိုင်းရွှေခေတ္တဘတ်သားကိုမြန်မာကျပ်ငွေ84သိန်း3000ကျော်လောက်ဈေးနှုန်းရှိပါတယ်96.5ခန်းရှိတဲ့ထိုင်းရွှေလက်ဝတ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ84သိန်း8000ကျော်လောက်ဈေးနှုန်းရှိပါတယ်လက်ဝတ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခမပါသေးပါဘူးလက်ရှိမှာတော့ထိုင်းရွှေဈေးကကျတယ်ဆိုပေမဲ့လုံးဝအတက်ဈေးနဲ့ရှိနေပါသေးတယ်ထိုင်းရွှေဈေးကဆက်လက်တက်ဖို့အလားအလာရှိနေပါတယ်။လက်ရှိမှာလည်းကမ္ဘာရွှေဈေးကတက်နေတာဖြစ်တယ်နော်။အခုဒါလက်ရှိဈေးနှုန်းဖြစ်ပါတယ်။ ထိုင်းတွေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200၊ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေစင်ငွေစီတွေကိုအမြဲတမ်းတင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ။